စည်းပွားပျက်စီးနိုင်တဲ့အကြောင်းတရား6မျိုးရထားတဲ့စည်းပွားတွေအလုံးလုံးပြီးတော့ရလို့ဆုတဲ့စည်းပွားပဲဖြစ်စေအယောင်းဝယ်လုံးလို့ရတဲ့စည်းပွားပဲဖြစ်စေဒီစည်းပွားဟာကိုရလာတဲ့စည်းပွားဟာပျက်စီးသွားနိုင်တယ်အဲ့ဒီပျက်စီးတာဆိုတာလည်းအကြောင်းမဲ့မဟုတ်ဘူးတဲ့ကိုယ့်ရဲ့လောက်ရက်ပုံမှာမိပြီးတော့ပျက်စီးသွားနိုင်တယ်အဲ့ဒီ6မျိုးကိုမလောက်ပါနဲ့ရှောင်ကြဉ်ပါလို့မြတ်စွာဘုရားဒီလိုခေါ်တယ် အဲ့ဒီ6မျိုးကလာပြီးနမတိကဘာလို့ဆိုသူရမေရိယမစ္ဆပမာဒဌာနာတဲ့နော်အယက်သေးစာဘီယာဆေဝါဘူးရဆေဝါတွေ၃ဆွဲတယ်အဲ့ဒီ၃ဆွဲမှုကစစည်းစိမ်ဥစ္စာပျက်စီးခြင်းအကြောင်းဖြစ်ပါတယ်ဒါဟုတ်မဟုတ်လူတိုင်းလည်းသိတာပဲဒါနော်ဟုတ်မဟုတ်ဒါတွေမကဘူးနောက်လာလိမ့်မယ်စီးစိမ်ပြတ်တာဆိုတာဒါက အယက်သေးစားတောက်စားမူရည်တအသုံးချလို့တဖြည်းဖြည်းချမ်းသာတဲ့လူလဲမွဲသွားတဲ့ထာပဲပေါ့ဒီမွဲတာတမျိုးတွေမကဘူးမြတ်စွာဘုရားကထတ်ချက်ပြီးတော့ဟောသေးတယ်အခုတော့ဒီဟာတစ်ခုကိုမှတ်ထားမယ်သူရာမေရယမစ္ဆပမာဒဌာနလူယောကောဘောဂဏအပါယမုခံနဲ့ရလာတဲ့စီစဉ်ဥစ္စာတို့ရဲ့ပျက်စီးခြင်းအကြောင်းကပါလဲလို့ဆိုရင်သူရာဆိုတဲ့သေမေရယဆိုတဲ့အရက် မစ္ဆာဆိုတဲ့မူရဲ့ဆေးဝါးပမာဒဌာနအဲ့ဒီအရာတွေအားလုံးဟာမိလျော့ပေါ်တန်ခြင်းရဲ့အကြောင်းဖြစ်လို့အဲ့ဒီဘက်ကလောက်ကင်ဆောင်ရက်နေတယ်လိုက်စားနေတယ်ပုဂ္ဂိုလ်တယောက်ဟာစီးပွားဥစ္စာပြတ်တက်တယ်ဒါတစ်ခုနောက်တစ်ခုကတော့ဝိကာလဝိတိခာစရိယာလူယောကောအချိန်မတော်အချိန်တော်လမ်းမော်ထွက်ပြီးတော့သွားတတ်လို့ရှိရင်လည်းပျက်စီးတတ်တယ်ဟုတ်တယ်လေ လမ်းဆိုတာမောင်ရေခုံမှုနဲ့ဖန်ခါရတယ်လေညအထွက်တယ်ဆိုလို့ရှိရင်ရဲနဲ့တွေ့မောင်ရေခုံလို့ဆိုဖန်သွားတယ်ခုံလို့ဒီလုံးလုံးရင်လည်းညဒီလူကထွက်တယ်ဒီလူပဲနေပါပစ္စည်းပြောင်းနေတယ်သူစီရောက်လာမှာနော်လက်ဆောင်နေအများကြီးသူစီရောက်လာမှာပဲနော်အဲ့ဒါကြောင့်မလို့ညအချိန်ခါမဲ့လမ်းပေါ်မှာထွက်ရဘူးတဲ့ထွက်တဲ့အချိန်မထားရဘူးလို့သူဆိုတယ်နောက်တစ်ခုကသမစ္ဆာဘိသရဏတဲ့ ဘယ်မှာ stage show ရှိတယ်ဘယ်မှာကာဝဲရှိတယ်ဘယ်မှာဘာရှိတယ် night club ရှိတယ်ဆိုသွားခြင်းတဲ့ပုံကိုအဲ့ဒီလိုသွားတာဟာလဲစူပါပြက်ခြင်းအကြောင်းတစ်ခုဖြစ်ပါတယ်ဟုတ်တယ်လေ night club သွားလို့ခုနကတော့ကဂရေ80ကျွဲဝတဲ့တထေးကမွဲသွားတာပဲလေပန်ကုံဆွတ်လိုက်စူချလိုက်ပန်ကုံဆွတ်လိုက်စူချလိုက်အပေါင်းဖော်ရိအရက်တိုက်လိုက်နဲ့ဆိုတော့ကိုရောပေါ့ပိုက်ဆံเนาะပိုက်ဆံကုန်ချင်းရဲ့အကြောင်းတကူတဲ့ နောက်တစ်ခုကဘာလို့ဆိုဇူတပမာရဌာနလူယောဂါလေကစားတာလောင်းကစားတာလေအများကြီးမမပြေမကြောက်ဘူးတယ်တိုက်တောင်ပေါင်ပြီးတော့ချဲထိုးတယ်နှလုံးနေထိုးတယ်ဆိုတာတကယ်တော့တိုက်ပေါ်ကဆင်းပေးလိုက်ရတဲ့လူတွေရှိတယ်တိုက်ပါပေါင်ပြီးတော့ထိုးတာချဲထိုးတာအဲ့ဒီလူကစားမျိုးတွေပေါ့လောင်းကစားတွေမှာလုံးတဲ့ပုံကိုယ်တွေဟာလည်းပဲပထမရတယ်နောက်ရှုံးတယ်ပေါ့ရှုံးတော့ကုန်ရော ဟာအဲ့ဒါကြောင့်မလို့ဒါလည်းစီးပွားပျက်စီးခြင်းအကြောင်းတစ်ခုပဲလေဟောတော့နံပါတ်5ကြတော့ဘာလို့ဆိုပပိပပမိတ်တာလူယောဂာတဲ့မကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာတဲ့အဲမကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာဟာလည်းပဲစီးပွားပျက်ခြင်းရဲ့အကြောင်းတရားပဲလာရလေသူတို့ကလာသွားရအောင်ဘယ်ခေါ်တော့ဆိုတောက်ဖို့တောက်ဖက်လို့ခေါ်တာပေါ့အဲ့ဒီပဲရောက်သွားတယ် လောင်းပေါ်လောင်းဖက်တောက်ပေါ်တောက်ဖက်တည်းအဲ့လိုခေါ်သွားပြီးတော့ကြံပေါ်ကြံဘက်ပေါ့ဘယ်နာအိမ်သွားဖောက်ရအောင်ငါမျိုးတွေပေါ့ပါပမိတ္တနဲ့ဆိုရင်နောက်ဆုံးမှာအရင်ချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်တောင်ပါပမိတ္တနဲ့ဆုံပြီလို့သူစကားနားထောင်ပြီးလုံးမရင်ပျက်စီးသွားတယ်အစာတသက်မင်းဟာဘင်းရဲ့သားတော်လည်းဖြစ်တယ်တကယ်ရတော့သူဟာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ပဲ မြတ်စွာဘုရားတရားနာရလို့ရှင်တတ္တဗံဖြစ်ရမယ်အရေးချင်းထီအောင်ရှိတယ်သူသို့တော့ဒေဝရစကားကိုနားယောင်ပြီးတော့အဖေကိုသွားတတ်မိတဲ့အတွက်ကြောင့်သူ့ရဲ့အခြေအနေကောင်းနေဟာအကုန်လုံးပျက်စီးသွားတယ်ပြင်လို့မရတဲ့အနေထားထီအောင်ရောက်သွားတယ်ဒီအခြေအနေထီအောင်ရောက်နိုင်တယ်လို့ဆိုဒါအမြင့်ဆုံးအပြစ်ပဲเนาะအမြင့်ဆုံးအပြစ်ပဲမကောင်းတာလုပ်မိသည့်အတွက်ကြောင့်အဖော်ရဲ့ သွေးဆောင်မှုကြောင့်ဒုက္ခရောက်သွားတဲ့ပုံကိုယ်တွေလောကမှာအများကြီးပဲရှိတယ်။မကောင်းတဲ့အဖို့နဲ့သွာလာမိသည့်အတွက်ကြောင့်ဒုက္ခရောက်ပါတယ်။ဒါလည်းအမတန်မှဟိုအရေးကြီးတဲ့ကိစ္စတစ်ခုပေါ့။ဒါမို့မိသားစုတွေမှာဆိုရင်ကိုသားသမီးတွေဒီမကောင်းတဲ့လူနဲ့မပေါင်းမိအောင်တတိထားနေကြရတာလေ။အပေါင်းအသင်းမှားသွားမှကိုဆွေရင်နေကြရတယ်မိဘတွေ။ပေါင်းအသင်းမှားသွားလို့ရှိရင်ကတင်လို့ရမှာမဟုတ်ဘူးလေ။ ောနောက်တစ်ခုကတော့ပါတော့ဆိုရင်နောက်ဆုံးတစ်ခုကအာလတယာနူယောကောအပြင်းဖက်တာလည်းပဲစီးပွားပြက်ခြင်းအကြောင်းတစ်ခုပဲလို့တင်တာဆိုလည်းတတကျကျလုံးဝမယ်သူများတဲ့ဥအောင်လုံးဝစင်ကာပူနိုင်ငံအခုလိုကြီးပွားတိုးတက်ချမ်းသာသွားတယ်ဆိုတာလုံလဝီရိယနဲ့လုံလို့ရတာသူကသူခြေနေပေးလို့ဝင်လာတာမဟုတ်ဘူးမြေကြီးကရွှေသီးတဲ့နိုင်ငံမဟုတ်ဘူးရေတောင်ဝယ်တော့နေရတယ် ။ဘာလို့ကြီးပွားတာတော့ဆိုစဉ်းစားကြည့်လေ။စင်ကာပူစံချိန်မဟုတ်ဘူး။ဟောင်ကောင်စံချိန်ယူပြီးတော့ဟောင်ကောင်နဲ့ချိတ်ဆက်ထားတာလေ။ကြီးပွားတိုးတက်မှုရှိအောင်အချိန်တောင်ဟောင်ကောင်ဟောင်ကောင်စံချိန်နဲ့ယူပြီးတော့လှုပ်ထားပြီးတော့အလုပ်ကြိုးစားတာနော်။သာစင်ကာပူနေတဲ့လူတွေပုံသိမှာပေါ့အဲ့ဒါလို့လောကမှာကြီးပွားတိုးတက်တယ်ဆိုတာအနေထားကောင်းယုံတစ်ခုတည်းတည်းမဟုတ်ဘူးစ조사အထောက်မှုပေါ်မှာမူတည်တယ် အဲ့လိုဖြစ်အောင်ကြည့်ပါလား तू ဖြစ်ပါလားမလေးရှားနိုင်ငံလွတ်လပ်ရေးရတော့စင်ကာပူကလည်းမလေးရှားရဲ့ state တစ်ခုပဲလေမလေးရှားရဲ့ state တစ်ခုပဲ तू ကအဲ့ဒီထဲကနေပြီးတော့ဒီနိုင်ငံကောင်းဆောင်ကခွဲထွက်လိုက်တာခွဲထွက်လိုက်တော့မရေတောင်မှတောက်เสียရှိတာမှမဟုတ်ဘူးပင်လယ်တွေရမ်းနေတယ်အဲ့တော့ရေတောင်မှသူများเสียဝဲတောက်နေရတာသို့သော်စ조사အထုတ်လိုက်တဲ့အခါကျတော့ နေရနဲ့ဒီမညီမျှလောက်အောင် ကြီးပွားတွေ့တဲ့မှုရတာတခြားနိုင်ငံတွေချမ်းသာတယ်ဆိုတာရေနံထွက်လို့ချမ်းသာတာတွေရှိတယ်လေဒီနားမှာကျွန်းပေါက်စားလေးတွေကရေနံထွက်လို့ချမ်းသာတာတဘာဝကပေးလို့ချမ်းသာတာလေစင်ကာပူရေနံထွက်သလားမသိဘူးထွက်ဘူးเนาะကဲမထွက်ဘဲနဲ့ကုန်းခေါင်ကောင်ကနေပြီးတော့ကြီးပွားချမ်းသာလုပ်တယ်ဆိုတာဒီမပြင်းလို့ပဲ တက်တက်ကြွကြွကြိုးစားအားထုတ်လို့ဖြစ်တယ်ဆိုတာဘလောက်ထင်ရှားတော့ဘုရားသခင်ကမာတာမှမဟုတ်တာအဲ့တော့ကိုကြိုးစားရင်ဖြစ်တယ်ဆိုရင်ဗမာစကားတော့ပြောတော့ပြောကြပါရဲ့ကြိုးစားရင်ဘုရားဖြစ်တယ်ဆိုတာဘုရားဖြစ်မှကြောက်လို့သူမှမကြိုးစားအဲ့ဒီအိဗေရောက်နေတယ်နော်ကြိုးစားရင်ဘုရားတော်ဖြစ်တယ်လို့ပြောကြတာသို့တော်ဘုရားမဖြစ်ခြင်းဘာမှမကြိုးစားဘူးပေါ့အဲ့တော့အဲ့လို မဖြစ်ရအောင်မြတ်စွာဘုရားကြည်အာလသယာနုယောဂောတဲ့အပြင်းဖက်ပြီးတော့မနေနဲ့စူးစမ်းရတဲ့နိလန့်ပြုစုံရှာကြံပြီးတော့စူးစမ်းအထောက်မယ်ဆိုလို့ရှိရင်